တင်းနိုင်မျိုးနဲ့ပွားနဲ့လေတီကြေဝါကိုစစ်ကောင်းစီကကိုစီတဆောင်ခွဲပြပင်ကန်တလိုက်တာကြောင့်စောင်းသုံးစီနဲ့ထရီထရီကိုစီတို့တွင်မြင့်တက်သွားတယ်လို့ဒေတာခန်တွေကပြောပါတယ်။မော်ဒုံဝါချေဆိုင်စစ်ကောင်းစီအမှတ်206အမြောက်တိုင်းရင်ရှိတဲ့စစ်စီကကပြီးခဲ့တဲ့မလ9ရက်ကစလို့ကုန်ကားတွေတွာလာခွင့်ပြပင်ကန်တလိုက်တာပါ။ဒါကြောင့်အဲ့ဒီကြေဝါတွေမှာ စားသုံးစီအပါဝင်အထွေထွေကိုစေးနှုတ်တွေထုတ်တက်လာတယ်လို့ဒေတာခန်တွေကပြောပါတယ်။ကာလာမပိတ်ခင်ကစားသုံးစီတပူဆိုရင်1500ကျသားဈေးရှိတာကလက်ရှိမှာ1100ကျသည်ဈေးတက်သွားပါတယ်။အခြားစားသောကိုရီးဖြစ်တဲ့စံကျတော်နေနဲ့ဝတားစည်းတွေလည်းတက်လာတယ်လို့ဒေတာခန်တွေစီကတီးရပါတယ်။အိမ်ကစံတင်ပြေး3500ကျသားဈေးရှိတာကလက်ရှိအချိန်မှာ9000 ကျက်တော်နေတပိတ်သားကြာလေးထောင်ကနေကျ6000အထိနဲ့ဝက်သားတပိတ်သား2500ကျက်ကနေကျ2000သိစေတက်သွားပါတယ်လက်သိနဲ့ပေါ်ကရွာတွေဟာမြေမြုံနဲ့ကိုလန်းရှိလန်းခီးပေါက်ပြီးမဲ့လမ်းကြောင်းနှစ်ခုစလုံးကိုစကောင်းစီတက်ကပိတ်ထားခဲ့တာပါလက်သိရွာဟာတင်းနှိုင်းမျိုးနဲ့နဲ့ကျောင်းစုမျိုးနဲ့အဆက်မရှိပြီးမနေ့ကတော့စကောင်းစီတန်းနဲ့တော်လိုင်းတပ်တွေကြားထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်